မင်္ဂလာပါဒီဒီကဖတ်ပြပေးမှာတော့ဝင်းဖေလိုအိတ်ဆိုတဲ့စာအုပ်ထဲကစာတချို့ဖတ်ပြချင်ပါတယ်ဝင်းဖေလိုအိတ်ဆိုတဲ့စာအုပ်ရဲ့မူလကတော့ BBC ကနေပြီးတော့ဝင်းဖေလိုအိတ်ဆိုပြီးအပတ်စဉ်ထုတ်လင်းခဲ့တဲ့ရေဒီယိုအတန်လွန်ချက်များကိုစာအုပ်အဖြစ်ထုတ်ဝေထားခြင်းပဲဖြစ်ပါတယ်တောတာရှင်ပြခင်ဗျာဝင်းဖေလိုအိတ်လို့ဆိုတဲ့ဝင်းဖေဘွားထဲမှာ မန္တလေးတက္ကသိုလ်အကျောင်းအတွက်လူမှုတိုက်ထွက်ဆိုတဲ့ဝိသေသကလေးတွေက အတော်အရေးကြီးပါတယ်မန္တလေးတက္ကသိုလ်ဘဝအစိတ်ပိုင်းတွေလည်းပျော့ပြကြပါတယ်ဒီတစ်ပတ်တော့မန္တလေးလူမှုတိုက်လူမှုဦးလေးလာတို့လူမှုဒေါ်တော်မားတို့အကျောင်းတွေကိုကျွန်တော်ဖြတ်သန်းခဲ့ရတယ်လို့ပြောကြပါတယ်လူမှုဦးလေးလာနဲ့လူမှုဒေါ်တော်မားတို့ကကျွန်တော်ဖခင်ကြီးရွှေပြည်ဥပတင်ရဲ့တပည့်တွေဖြစ်ကြပါတယ်ကျွန်တော်ကြတော့လူမှုဦးလေးလာနဲ့လူမှုဒေါ်တော်မားတို့ရဲ့တပည့်ဖြစ်လာပြန်ပါတယ် 1950ခုနှစ်နောက်ပိုင်းတွင်နဲ့1960စောစောပိုင်းနှစ်တွေမှာကျွန်တော်နဲ့ပုံဦးတက်တော့ဟာလူမှုသတင်းစာတိုက်လူမှုစာပေတိုက်အတွက်တရုတ်ဖော်ပကြီးဆရာတွေ illustrator တွေဖြစ်လာကြပါတယ်။ဟုတ်ပါတယ်။ပေါ်ဦးသက်ဆိုတာအများသိကြတဲ့မြန်မာတိကဘာတိပကြီးဆရာပေါ်ဦးသက်ပါပဲ။နောက်တော့ပေါ်ဦးသက်အကြောင်းတိကျတင်ပြဖို့ရှိပါတယ်။1960 61 62ပိုင်းတွေမှာပေါ့ခင်ဗျာ။ ျွန်တော်နဲ့ပေါ်ဦးသက်တို့ဟာလူထုတိုက်မှာတေယုတ်ဖို့ပကြီးတွေပြင် နေ့စဉ်သတင်းစာ ကတ်တွန်းတွေဆွဲကြရတဲ့သူတွေဖြစ်လာကြပါတယ်။ပေါ်ဦးသက်ကသူတော်ဆိုတဲ့သူ့ကိုယ်ပိုင်ဇက်ကောင်မွေးပြီးတော့လူထုသတင်းစာကြောပုံးမှာနေရာယူပါတယ်။ကျွန်တော်ကတော့နေ့စဉ်နိုင်ငံရေးကတ်တွန်းတွေရေးရတာမှုသတင်းစာမျက်နှာပုံမှာနေရာယူရပါတယ်။ကျွန်တော်နိုင်ငံရေးလူမှုရေးခေပြောင်ကတ်တွန်းတွေရေးဖို့လမ်းညွှန်ချက်နဲ့ပတ်သက်လို့ဒေါ်တော်မာကတူတူနဲ့ထိရအောင်တသက်လုံးဆွဲတော့အောင် ဆုံးမပါပါတယ်။ သူပြောပုံကဒီလိုกว่าငါကောလီအကြောင်းသူဘဝကကာနွန်ဥပချမ်းနဲ့ចောင်းနေဘက်တွေပဲဒီတော့ကသူနဲ့ငါနဲ့ကနိုင်ငံရေးအကြောင်းကြီးချက်ချင်းမတူကြဘူးกว่าသူကငါတို့ကိုသူတက်တဲ့ကတ်တွင်းပညာနဲ့တရုတ်ဖော်ပြီးလောင်ပြောင်နေกว่าဒါပေမဲ့သူလောင်ပြောင်မုံကတိတ်ပြီးပညာသားပါတယ်ငါတို့ကအလောင်ခံရပေမဲ့ဩတို့ကလည်းတို့ပဲပဲသူလောင်မယ်ဆိုလဲလောင်စရာပဲဟုတ်ပြီသားပဲလို့ဝန်ခံကြလက်ခံကြရတယ် ကိုနဲ့ဆန့်ကျင်ဘက်ဆိုပေမဲ့ငါသူ့ကတွင်းတွေကိုမကြိုက်ဘဲမနေနိုင်ခဲ့ဘူး။ဒါဟာသူ့တွေးပုံ ရေးပုံပညာပါပြီးတရားမျှတမှုရှိလို့တိမ်မွေ့မှုရှိလို့ပါပဲ။မင်းလဲဒီကနေ့ခစ်ပြိုင်နိုင်ငံရေးကတွင်းတွေရေတော့မယ်ဆိုရင်ကိုပါချမ်းလိုအလောင်ခံပုဂ္ဂိုလ်တွေကတော့ဒေါသဖြစ်ဖို့ခက်တဲ့လူအလုံးကလက်ခံနိုင်တဲ့ပညာအမြင်ဟာတာအမြင်မျိုးနဲ့ရေနံ့ရမယ်လို့ဆုံးမပါတယ်။ကျွန်တော်တက်တလုံးဒီအဆုံးမကိုမမေ့နိုင်တော့ပါဘူး။ ျွန်တော်တို့နောက်ကတက်လာတဲ့လူငယ်တွေကိုလည်းတတော်အဆုံးမကိုအမြဲလက်ဆင့်ကမ်းပေးခဲ့ပါတယ်။ထားပါတော့ဒါနဲ့ကျွန်တော်နဲ့ပေါ်ဦးတက်နဲ့လူလူတည်င်းစာမှာကတ်တွန်းတွေစရေးကြပါတယ်။ကျွန်တော်တို့ကဒီတုန်းကမြန်မာကတ်တွန်းအများစုနဲ့မတူတဲ့ရေးဆွဲနည်းတွေနဲ့ရေးကြပါတယ်။အကြောင်းကတော့အကြိုက်ချင်းမတူကြတာပါပဲ။ကျွန်တော်တို့အယုတ်တွေကအများပြည်သူမြင်နေကြကတ်တွန်းတွေနဲ့မတူပါဘူး။ဒီချက်ကိုဒေါ်ဒေါ်ရောဦးလေးလာရောသိကြပြီမဲ့ လုံးဝမဆွတ်ဖက်မကန့်ကွက်ပါဘူးလွတ်လပ်ခွင့်အပြည့်ပေးထားကြပါတယ်ဒါကလူမှုသတင်းစာရဲ့အမာခံမူဝါဒပါပဲလူငယ်တွေကိုမြေတောင်မြောက်ပေးတဲ့နေရာမှာအမှုပညာအရလွတ်လပ်ခွင့်အပြည့်ပေးပါတယ်ပထမစပြီးရေးတာတလားလောက်တွင်ပြဿနာတွေတက်လာပါတယ်အများစုနယ်ကသတင်းစာဖတ်သူတွေကကျွန်တော်တို့အရုပ်တွေကိုအတော်ကြီးကိုမကြိုက်ကြပါဘူး ဒီကတ်တွန်းတွေကိုသတင်းစာမှာဆက်ထည့်နေမှာဆိုရင် သတင်းစာကိုဖျက်ပြင်မယ်တခြားသတင်းစာကိုပြောင်းယူတော့မယ်အထိစာရေးပြီးတော့ချင်းချောက်ပြောဆိုလာကြပါတယ်ဒေါ်တော်ကအဲ့ဒီလိုမကျေနပ်တဲ့စာတွေကိုကျွန်တော်နဲ့ပုံဦးသက်ကိုပြပါတယ်သတင်းစာဖတ်သူတချို့ရဲ့သဘောထားပဲလို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုပြောင်းရည်ဖို့ပြုပြင်ဖို့လုံးဝမပြောပါဘူးကျွန်တော်တို့ကလည်းပြောင်းရည်ခြင်းစိတ်မရှိပါဘူးအဲ့ဒီလိုမကျေနပ်တဲ့စာတွေကဆက်ပြီးလာနေပါတယ် ကျွန်တော်တို့နှစ်ယောက်လည်းမကြခင်အလုပ်ပြုတ်တော့မယ်လို့ထင်လာကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကတ်တွန်းတွေကိုအထူးတလည်ချီကျူးတဲ့စာတွေလည်းရောက်လာပါတယ်။အဲဒီစာတွေကတော့မှတ်မိသလောက်ပြောရရင် လန်ဒန်ကဥတက်ထွတ်ဆရာကြီးဥက္ကမောင်လက်နဲ့ဒေါက်ကင်မျိုးချစ်ဂျေမွန်အက်ဒီတာဦးဝင်းတင်စသူတွေဖြစ်ပါတယ်။အဲဒီလိုစာတွေကိုဦးလေးလာကကျွန်တော်တို့နှစ်ယောက်ကိုခေါ်ပေးပြီးတော့တော်တော်စီတွားပြခိုင်းပါတယ်။တိတ်ကြိုက်ပါတယ်ဆိုတဲ့စာတွေနဲ့ တိတ်မုံးပါတယ်ဆိုတဲ့စာတွေကိုနိုင်ရှင်ချိန်ဆကြည့်ကြပါတယ်။ပြီးတော့မှမကြိုက်တဲ့သူတွေသတင်းစာဖြတ်ခါမှဖြတ်ရောကျွန်တော်တို့ကတ်တုန်တွေကိုဖြုတ်မပေးနိုင်ဘူးပြင်မပေးနိုင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုဆုံးဖြတ်လိုက်တာကိုထောက်ခံတဲ့အထက်မှာဆရာကြီးရွှေဦးတောင်းတို့ဆရာဇဝနတို့လည်းပါပါတယ်။ကြီးမုံဦးတောင်းကကျွန်တော်တို့ကတ်တုန်တွေကိုရန်ကုန်သတင်းစာကတ်တုန်တွေနဲ့အလဲလဲတုံးရဖို့စနစ်လုပ်ဖို့တောင်းအကြံပြုပါသေးတယ်။အဲ့ဒီစနစ်ကတော့မလုပ်ဖြစ်ခဲ့ပါဘူး။ ခုချိန်ထိလည်းမလုပ်ဖြစ်ကြသေးပါဘူးအလွန်ကျင့်သုံးတဲ့စနစ်ပါဒီကနေ့ခေတ်မဂ္ဂဇင်းကတ်တွန်းတွေကိုစင်ဒီကိတ်စနစ်နဲ့တုံးကြရင် ကတ်တွန်းပညာရှင်တွေလည်းပို့ပြီးတော့အကျိုးခံစားကြရမယ်မဂ္ဂဇင်းတွေလည်းအကုန်ကြတက်တာပြီးလက်ရံများများပေါ်ပြနိုင်ကြမှာဖြစ်ပါတယ်စာဖတ်ပြည့်တဲ့အတွက်လည်းအများကြီးဖတ်ခွင့်ရကြမယ်အဖတ်ဖတ်ကအကျိုးများတဲ့စနစ်ဖြစ်ပါတယ်ဆက်လက်တင်ပြပါမယ်ကျမ်းမှာချမ်းသာကြပါသည်ကျွန်တော်ဝင်းဖေပါ ောတာရှင်များခင်ဗျာကျွန်တော်တို့လူလူတိုက်မှာအလလုံနေခဲ့ကြတာကိုတင်ပြရင်အဲ့ဒီကလာတွေကကတ်တွင်းရေးဆွဲမှုဆိုင်ရာလွတ်လပ်ခွင့်အခြေအနေလေးကိုတင်ပြခြင်းစိတ်ပေါ်လာပါတယ်ဒီတုန်းကတီမဲဖာဆာပါလာနဲ့တန်ရှင်းဖာဆာပါလာဆိုပြီးဖာဆာပါလာနှစ်ချမ်းကွဲနေခြင်းဖြစ်ပါတယ်တန်ရှင်းဖာဆာပါလာကိုဦးနုနဲ့တခင်တင်ကဥဆောင်ပြီးတော့တီမဲဖာဆာပါလာကိုတော့ဥပဆွေနဲ့ဥကြုံကြီးတို့ကဥဆောင်ပါတယ်ဒါကြောင့် နှုတ်တင်တဲ့ဆွေငင်းအုပ်စုလို့လည်းခေါ်ကြပါတယ်ကျွန်တော်တို့ကတ်တွန်းရေးတဲ့အခါမှာကတ်တွန်းစက်ကောင်တွေကိုပေါ်မှာဆွေတို့ငိမ့်တို့နှုတ်တို့တင်တို့စသဖြင့်ရေးပြီးပြောင်းလောင်းရေးသားကြပါတယ်အဲ့ဒီခေတ်တွေတုန်းကတော့ဒီလိုလုပ်ပိုင်ခွင့်တွေဟာတည်င်းစာတွေရဲ့အခြေခံလုပ်ပိုင်ခွင့်တွေပဲလို့တနိုင်ငံလုံးကနားလည်လက်ခံကြတဲ့အတွက်အာဏာပိုင်တွေကအရေးယူတာရန်ရှာတာတာစီပိတ်ပင်တာမျိုးတွေမရှိပါဘူးအလွန်လွတ်လပ်ပါတယ် ဒါကအင်္ဂလိပ်ခေတ်တဘာကျွန်ဘဝကလေးကရှိခဲ့တဲ့အစဉ်လာလွတ်လပ်ခွင့်တစ်ခုပါပဲဒုတိယကမ္ဘာစစ်မဖြစ်ခင်က အလွန်နာမည်ကြီးခဲ့တဲ့ကတ်တွန်းဆရာကြီးဥပကလေးရဲ့ဒုတိယမဂဇင်းကနာမည်ကျော်ဗာကြီးမေတ္တာတုံးရဲ့အာဒာတမုခဒီပနီကတ်တွန်းရုပ်ပြောင်ခွက်တွေမှာလဲဗြိတိရှ်ဘီငန်ရဲ့နာမည်ကဆလို့နိုင်ငံခေါင်းဆောင်တွေကိုနာမည်တက်ပြီးရေးဆွဲလောင်ပြောင်ခဲ့တာပါပဲကန်တပ်ပြပြင်ချုပ်ချယ်တဲ့စင်စာတွေပါရီမရှိခဲ့ပါဘူး ။နောက်ဒုတိယကမ္ဘာစစ်ကြီးအပြီးကာလနဲ့မြမလွတ်လပ်ရေးခေတ်ဦးကာလမှာလွန်ထင်ရှားလွှမ်းမိုးခဲ့တဲ့ကတ်တွန်းဆရာကြီးဥပါချမ်းဆိုရင်သူ့ကိုဝင်ငွေကွင်းကောက်လို့ဆိုပြီးကန့်ကွက်တဲ့အနေနဲ့နေ့စဉ်သတင်းစာတွေမှာကတ်တွန်းမဆွဲဘဲတပိတ်မောက်စာနာပြခဲ့ပါတယ်။သတင်းစာဖတ်ပြတဲ့လုံသားပြည်သူတွေချမ်းမှာအုံအုံကျွတ်ကျွတ်ဖြစ်သွားပါတယ်။ဘာသာပါလာအစိုးရကချက်ချင်းသူ့ကိုကင်းလွတ်ခွင့်ပေးခဲ့ကြပါတယ်။ဆရာကြီးဥပါချမ်းဟာအာနာယဖာစာပါလာအစိုးရကိုနေ့စဉ်ပြောင်းလဲနေသူဖြစ်ပါတယ်။ ဒါပေမဲ့ဖာစာပါလအစိုးရဟာကတ်တွင်းပညာရေးအခွင့်အရေးကိုမထိပါရဲပါဘူးဟီရီအော်တပ်ပအချက်တရအကြောက်တရရှိကြပါသေးတယ်အဲ့ဒီလိုအခြေခံကတ်တွင်းလွတ်လပ်ခွင့်တွေဟာကျွန်တော်တို့ခေတ်မာဆာလစစ်အစိုးရမတက်ခင်ပါထစာအစိုးရလက်ထက်အထိရှိနေပါသေးတယ်ကျွန်တော်ဖခင်ရွှေပြည်ဥပဒေနဲ့ဖာစာပါလဝန်ကြီးချုပ်ဦးနုတို့ဟာပုဂ္ဂိုလ်ချင်းအလွန်ရင်းနှီးခင်မင်ကြပါတယ်ဖခင်ကြီးတွားရကိုတကားကောင်းလိုက်ရတဲ့ကျွန်တော်ကိုလည်း ကျောင်းသားငယ်ဘဝကလေးကဥနုကကောင်းကောင်းသိပါတယ်။ဒါပေမဲ့လူလူသတင်းစာမှာကျွန်တော်ကတ်တွန်းเสียဖြစ်လာတော့ဥနုကိုကျွန်တော်ကပြောင်ပြောင်တင်းတင်းပဲဝေဖန်ပြောင်းလောင်ရေးဆွဲရပါတယ်။ဥနုရဲ့ตาကြီးနဲ့ကျွန်တော်ကရင်းနှီးလေတော့ဥနုအိမ်ကိုဝင်ထွက်ပြီးစားတော့ပြီမဲ့ဥနုကကျွန်တော်ကိုမင်းငါ့ကိုလူလူသတင်းစာကနေပြီးကတ်တွန်းနဲ့စောင့်နေတဲ့កောင်ပဲဆိုပြီးတခွင်းဖြစ်တယ်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ကျွန်တော်ဖခင်ကြီးအကြောင်းကိုသာမေးမယ်။ တခြားအလာဘအတလာဘပြောမယ်ကျွန်တော်ကိုတော့အပြစ်မပြောပါဘူးသူသားကြီးတောင်ကျွန်တော်ကိုခင်ခင်မင်မင်ပဲပေါင်းနေတာပါပဲကျွန်တော်ကိုတိုင်းကလည်းဦးနူးအိမ်ကိုစိတ်ရှင်းရှင်းနဲ့ဝင်ထွက်ရဲပါတယ်ဘာပြဿနာမှမကြည့်ခဲ့ပါဘူး1962ခုနှစ်စစ်အစိုးရတက်လာတော့ဘလူသဘောထားနဲ့ဘလူဆက်ပြီးတော့အုပ်ချုပ်မယ်မယ်မတိသေးတယ်တော့နိုင်ငံကြီးကလွန်နေမရေးပဲတာမန်ရေးစရာကတွန်းနေရေးပါတယ်ဥပမာ သတင်းစာပါနိုင်ငံရေးအခြေအနေတွေကိုလုံးဝမကိုးကားတော့ဘဲနဲ့ပထမတစ်လမှာတစ်လလုံးဘုံနဲ့ပတ်သက်တဲ့ကတ်တွန်းတွေရေးပါတယ်ဘုံဆိုတဲ့စကားလုံးပါတဲ့ရေစရာဟာသကတ်တွန်းတွေရေးပါတယ်နောက်လာကြတော့ကတစ်လလုံးရေသူမရုပ်ဒါမှမဟုတ်ရေသူမဆိုတဲ့စကားလုံးပါတဲ့ဟာသတွေရေးပါတယ်ဒါကိုတော့စစ်တပ်ကသူတို့ကိုဘုံဝါဒနဲ့ပတ်သက်ပြီးဝေဖန်တယ်ဒါမှမဟုတ်ရေသူမလို့ဖားတစ်ပိုင်းငါးတစ်ပိုင်းလို့ ဝေဖန်တာပဲစသဖြင့်မလုံမလဲမယုံမကြည်ဖြစ်နေကြပါတယ်။ဥပမာပင်လေကန်းကြီးတစ်ခုမှခြေတော့မပါတဲ့ရည်သူမကစပိန်စီးဖို့ကြိုးစားနေပုံကိုရေးပြီးတော့ဘေးကကြည့်နေတဲ့တန်ဃာတွေတွေကိုငါဟာငါဘလို့နင်းနေနင်းတို့အပူလားဆိုတဲ့အပြုံးနဲ့စာတန်းထည့်ပေးလိုက်ပါတယ်။ဝါမရှိပဲဝီလလို့မရတာကိုဓမ္မဒိဋ္ဌိံကြကြရေးတဲ့ကတ်တုံးမှာဒီကတ်တုံးကိုစစ်တက်ကသူတို့ကိုစောင်းကြိုတယ်လို့ထင်ပြီးအဲဒီကြကြုံလူတို့ဦးလေးလက်ကိုခေါ်ပြီးတတိပေးပါတယ်။ လူထုသတင်းစာမှာနေစဉ်ပါတဲ့ကတ်တွန်းတွေကိုမန္တလေးတိုင်းစစ်ဌာနချုပ်ကပရပိုက်ခောက်လို့ဂျက်ထူကတ်တွေနဲ့ကော်နဲ့ကပ်ပြီးတော့မျက်စိတောက်ထောက်ကြည့်နေကြပါတယ်။အဲဒီဒါချုပ်ဦးလေးလာကိုစစ်တပ်ကနှစ်လအတွင်း၃လကလခေါ်ပြီးတတိပေးပါတယ်။နောက်ဆုံးကတ်တွန်းတွေဆွဲတဲ့အခါမှာတဲ့အထိပ္ပယ်တစ်မျိုးတည်းထွက်အောင်ရေးဖို့တစ်မျိုးထက်ပိုမထွက်စေရဘူးလို့မန္တလေးတိုင်းမှုကညွှန်ကြားပါတော့တယ်။ကျွန်တော်ကဦးလေးလာကို တက်နိုင်လို့ဘာပုံမှမပါပဲအဆက်တဆက်ပဲရေးပြီးပြည်သူကိုပြရင်တော့ပြည်သူတို့စီကအမြင်အမျိုးမျိုးနဲ့အတိတ်ပဲအမျိုးမျိုးထွက်လာမှာဖြစ်ကြောင်းအကောင်းဆုံးကတော့သတင်းစာမှာဘာကတ်တော့မှမထည့်တော့တာအရှင်းဆုံးဖြစ်ပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဦးလီလာကသူလည်းဒီလိုပဲသဘောပေါက်တဲ့အကြောင်းပြောပါတယ်။အဲ့ဒီနေ့ကစပြီးကျွန်တော်လည်းအလုပ်ပြုတ်တော့တာပါပဲ။မြန်မာနိုင်ငံရဲ့ကတ်တွန်ဝိဇာဥပါကျန်းကိုတိုင်အသက်ထင်ရှားရှိနေသေးရင်လည်းကျွန်တော်လိုပဲအလုပ်ပြုတ်သွားမှာပါပဲ။ စစ်တပ်မှာအာဏာကိုလက်လွတ်ရမှကြောက်တဲ့အကြောက်လွန်ယောဂရှိပါတယ်။အဲ့ဒီယောဂနှိပ်စက်နေတယ်လို့စစ်တပ်မှာတခြားဝေဒနာဆိုလည်းအများကြီးကူးဆက်ပြန့်ပွားကုန်ပါတယ်။စစ်တပ်ကိုယ်တိုင်ကဒီလို အကြောက်လွန်ယောဂရှိနေတာကိုသိပါလျက်နဲ့မကူစားနိုင်မဲမထွေးနိုင်မမြူနိုင်ဖြစ်နေကြပါတယ်။ကျမ်းမာချမ်းသာကြပါစေ။ကျွန်တော်ဝင်းဖေပါ။သောတာရှင်များခင်ဗျာ ပြီးခဲ့တဲ့အပတ်က နိုင်ငံရေးကိုက်တွန်းဆရာပေါ့ဆာကလေးဝင်းဖေးဘလူးဘလူးတားဆီးပိပင်ခံခဲ့ရတဲ့အလုတ်ပြုတ်ခဲ့ရတဲ့ဆိုတာကိုတင်ပြခဲ့ပါတယ်။ကျွန်တော်လိုပေါမွှားတော်စင်စာတန်းကိုအဲ့ဒီလောက်ခံရင်ခဲ့ရရင်ဇာရေးဆရာကြီးပေါင်းအမြောက်များအနုပညာသည်ပေါင်းအမြောက်များစင်စာတန်းတွေကိုဘယ်လောက်များခံခဲ့ကြရမလဲ။ဘယ်လိုအလုတ်ပြုတ်ခဲ့ကြမလဲ။ထမင်းဦးတွေဘယ်လောက်များကွဲခဲ့ကြမလဲဆိုတာတွေးကြည့်ုံနဲ့သိနိုင်ပါတယ်။ လူတိုင်းလူတိုင်းမှာမိမိတို့ခံစားချက်တိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ဆိုတဲ့တကဘာလုံးကလက်ခံထားတဲ့လူခြေခံအခွင့်အရေးဟာမြန်မာစစ်အာဏာပိုင်များလက်အောက်မှာတော့ပျော်ရဲပျော်ကြည်လေးဆိုတဲ့အနေအထားမှာရှိပါတယ်။ပျော်ရဲလို့ပြောတဲ့သူတွေလည်းများလာပါပြီ။စစ်အာဏာပိုင်တွေမှာလည်းအကူသူတွေအပြစ်တွေကြီးလာပါပြီ။နောက်ဆုံးကျတော့မေတ္တာတို့ရွတ်တဲ့တန်ဃာတော်တွေကိုတောင်ရိုက်နှက်ပစ်ခတ်တပ်ဖြတ်တဲ့အထိကံကြီးထိုက်နေကြရှာပါပြီ။အာဏာနဲ့လက်လာပါ စီးစိမ်ဥစ္စာတွေဆုံရှုံရတော့မာကို အကြောက်တုံနဲ့ယောဂါပါပဲအာနာအလွဲသုံးစားလုပ်ပြီးစင်စာလုပ်တာပြင်အောက်ချီမှာအတိညာမရှိလို့ခံကြရတဲ့ပြဿနာတွေကလည်းတဘုံတပင်ငိုအားထက်ရေအားတန်စရာတွေကလည်းအများကြီးမြန်မာစာပေလောကရဲ့အဓိပတိမီရှူးတစောင်းကြီးတစုဖြစ်တဲ့စာရေးဆရာကြီးရွှေဦးတော်ကွယ်နွန်သွားပြီးမကြခင်မှာဆရာကြီးကတော့ဒေါ်ကြီးစိုးကစာပေထုတ်ဝေမှတ်ဖို့နှိမ့်ချဖို့စူးစမ်းရှာပါတယ်ဒီတော့ စာပေထုတ်ဝေမှတ်ပုံတင်ဌာနကဆရာကြီးကတော်ဒေါ်ကြီးစိုးကိုဆရာကြီးရွှေဦးတော်ဟာစာရေးဆရာတယောက်ဖြစ်တဲ့အကြောင်းတက်တည်ပြရမယ်လို့တောင်းဆိုပါတယ်ခင်ဗျာရွှေဦးတော်ဆိုတာအလွန်နာမည်ကြီးတဲ့စာရေးဆရာကြီးဖြစ်တယ်ဆိုတာကိုတော့မသိတဲ့လူတွေကိုစာပေထုတ်ဝေကိုမှတ်ပုံတင်ဌာနမှာတာဝန်ပေးထားမိတဲ့ပြဿနာပါပဲဘိုးချုပ်နေဝင်းကိုမြန်မာနိုင်ငံရဲ့စစ်တီနာပြည်ချုပ်ဖြစ်ကြောင်းတက်တည်ပြပါလို့ထောက်ခံစာတွားတောင်းမနေတာကံကောင်းလို့ပြောရမလို့ဖြစ်နေပါတယ် ။နောက်တစ်ခါကတော့အမော်ဘီဆရာသိန်းကြီးရဲ့စာမူတစ်ခုကိုစင်စာကမကြည်နဲ့တဲ့အခါမှာထုတ်ဝေရေးသွားတင်နေသူကိုအမော်ဘီဆိုတာတိတ်မွေးပါဘူးဗျာ။သူတို့မေးစရာကလေးရှိလို့အဲ့ဒီအမော်ဘီဆရာသိန်းကြီးဆိုတဲ့စာရေးဆရာကိုခေါ်ခဲ့ပါလို့ပြောပါတယ်ခင်ဗျာ။အမော်ဘီဆရာသိန်းကြီးကိုတော့မသိတဲ့သူနဲ့သွားတို့ပြန်တာပါပဲ။ပြမိုးရင်းဆိုတာအာဇီတမျိုးလို့ထင်နေတဲ့သူတွေရှိနေမဲ့ပုံပါပဲမြန်မာသည့်ကဘာသည့်ပကြီးဆရာကြီးပေါ်ဦးတဲ့ကိစ္စကြတော့အထွတ်အထိပ်ကိုရောက်တော့တာပါပဲခင်ဗျာ ဆရာကြီးပေါ်ဦးသက်ကလည်းစာပေထုတ်ဝေခွင့်ရှောက်တဲ့ကိစ္စပါပဲပေါ်ဦးသက်ကသူကိုယ်တိုင်လေ့လာစီးပူးထားတဲ့ပကြီးပညာတွေကို ရှင်းလင်းချက်တရုတ်ပြပကြီးပုံတွေနဲ့တက်တက်ရရက်ကြကြနာနာထုတ်ဝေနေတာကိုဒီတော့ကိုယ်တိုင်စာအုပ်ထုတ်ဝေခွင့်မှတ်ပုံတွေလူတို့တာပေါ့ဒါပေမဲ့တချို့အတွေ့အကြုံရှိကြတဲ့မိတ်ဆွေတွေကတော့မလျှောက်လေးနဲ့ဒီကိစ္စတွေကအတော်ကလေးရှုပ်တာခမရတို့လိုရိုးရိုးအားအားကြီးတွေနဲ့မလွယ်ဘူးလို့ပြောကြတာနဲ့ပေါ်ဦးသက်ကလည်းအသာငြိမ်နေခဲ့တာပါပဲ။ ဒါပေမဲ့စစ်တပ်ထဲမှာလည်းပေါ်ဦးသက်ကိုလေးစားခင်မြင်ကြတဲ့အရာရှိတွေကလည်းရှိနေလို့တော့သူတို့အနေနဲ့ပေါ်ဦးသက်ထုတ်ဝေခြင်းနဲ့ပကြီးပညာပေးစာအုပ်တွေထွက်လာမယ့်ကိစ္စကိုသိမျှော်လင့်ကြတယ်မို့လားသူတို့ကဝိုင်းပြီးတိုက်တွန်းကြတာပေါ့တခြားသူတွေဖို့ခတ်တယ်ဆိုပေမဲ့ဆရာကြီးပေါ်ဦးသက်လိုမြမခုံဆောင်အမှုပညာတဲ့တူအနေနဲ့တော့ပြဿနာမရှိပါဘူး။ဘာညာနဲ့တိုက်တွန်းကြတော့တာပေါ့။ဒါနဲ့ပဲဆရာပေါ်ဦးသက်က သူကိုယ်ပိုင်စာအုပ်ထုတ်ဝေမှတ်ပုံတွေကို သူကိုယ်တိုင်ကျသက်ဆိုင်ရာရုပ်ကိုတွားပြီးရှောက်ပါတော့တယ်။ထုံးစံအတိုင်းလိုအပ်တဲ့ပကြီးပပူးကောင်းစီထောက်ခံတာဘာညာတွေအားလုံးပါတာပေါ့။ဆရာကြီးရွှေဦးတော်ကတော့ဒေါ်ကြီးဆိုးလို့ပါပဲ။ဒါပေမဲ့ဆရာကြီးရွှေဦးတော်တို့ကလို့သူ့ကိုလည်းပကြီးဆရာကြီးဖြစ်ကြောင်းတက်တည်ပြပါတဲ့။ပပူးတက်ကလည်းဆရာကြီးကတော့ဒေါ်ကြီးဆိုးရဲ့ပုံမြင်ကိုကြားဘူးထားပြီးသားပါ။မအောပါဘူးမတုံ့လှုပ်ပါဘူး။ သူပကြီးဆရာဖြစ်တဲ့အကြောင်းတက်တည်ပြရမယ်ဆိုရင်ချက်ချင်းပဲပြပါမယ်အလွယ်ဆုံးနဲ့အရှင်းဆုံးကအဲ့ဒီစာအုပ်ထုတ်ဝေမှတ်ပုံနဲ့အရာရှိကြီးရဲ့ပုံတွေကိုတထိုင်နဲ့ဆွဲပြလိုက်ပါတဲ့ပေါ်ဦးသက်ဆိုတာတန်မကြီးတွေရဲ့ပုံကစပြီးတော့ပုဂ္ဂိုလ်ကြီးပေါင်းအများအများရဲ့ပုံတွေရောမြောက်များစွာကိုရေးဆွဲခဲ့တဲ့နာမည်ကျော်ပုံတွေမကြီးဆရာကြီးပဲပဲတူတူပဲပြောကြပါတော့အဲ့ဒီမှတ်ပုံနဲ့အရာရှိကြီးရဲ့ပုံကိုခဲနဲ့တောင်ယာမနေပါဘူးသူ့အိတ်ထဲအသင့်ပါလာတဲ့ ဗကြီးရေးတဲ့ဖောင်လေးနဲ့9မိနစ်တွင်ပြီးအောင်ဆွဲပြလိုက်ပါတဲ့အတော်ကြီးကိုတူတူအဲ့ဒီယုံကယုံဝင်နေတောင်အံ့ဩချီးမွမ်းကြပါတဲ့ဒါပေမဲ့အရာရှိကြီးကတော့ပေါ်ဦးသက်ဆွဲတဲ့သူ့ရဲ့ပုံညူကိုကြည့်ပြီးဒီလောက်ကတော့လူတိုင်းဆွတ်တတ်တာပေါ့လို့ပြောပါတဲ့ဗျာဇက်ပေါင်းလိုက်တော့ပေါ်ဦးသက်အလွန်စိတ်သက်ကြသွားပြီးတော့မှတ်ပုံနေငွေမလျှောက်တော့ပါဘူးတဲ့အကျိုးကတော့ပေါ်ဦးသက်ရဲ့ပကြီးရင်းနှီးစောက်တွေထွက်မလာတော့တာပါပဲပေါ်ဦးသက်ကတော့ပြောပြပါတယ် သူတွေ့ခဲ့ရတဲ့အဲ့ဒီအရာရှိကြီးဆိုတာဟာတကယ်ကိုပကြီးအကြောင်းမသိရှာတာပါတဲ့သူ့ပုံတူတာမတူတာကိုလည်းမသိပါဘူးတဲ့ပကြီးအနုပညာရဲ့အတိတ်နဲ့ကိုလည်းရိုးရိုးသားသားကိုနားမလည်ရှာတာပါတဲ့ပကြီးဆရာပေါ်ဦးတက်ကတော့ရိုးရိုးသားသားပဲအဲ့ဒီအရာရှိကြီးကိုနားလည်ခွန့်လွတ်သွားရှာပါတယ်ဂျားတဲ့ကနေဒီပုံမြင်အကြောင်းကြားရတဲ့သူတွေကတော့ခင်တဲ့စနစ်ကိုချိန်သေးကြတော့တာပေါ့သူတို့မှလည်းအပြစ်မရှိပါဘူးခင်ဗျာကျမ်းမှာချမ်းသာကြပါစေကျွန်တော်ဝင်းဖေပါ